Wi-Fi line ဆိုရနှစ်ဆပို့ပြီးတော့ကောင်းသွားအောင်လုံးလို့ရမယ်နီလန်းလေးတစ်ခုကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်။ကိုယ့်ရဲ့ဖုန်းက Wi-Fi line ဆိုရမကောင်းဘူးဆိုရင်စိတ်ညစ်မနေပါနဲ့เนาะကျွန်တော်နဲ့အတူတူလုပ်ကြည့်ကြမယ်။ကျွန်တော်ပထမဦးဆုံး settings တဲကိုဝင်လိုက်မယ်။အဲ့ဒီကနေတစ်စင်းကျွန်တော်ကအောက်ဆုံးကိုဆွဲသွားရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ပြီးရင် about phone name ကိုဝင်မယ်။ about phone name ရောက်ပြီဆိုရင်เนาะ software information name ကိုဝင်လိုက်ပါမယ်။ ဒီအဆင့်ရောက်ပြီဆိုရင်တော့ bill number ကိုကျွန်တော်ကအခုလိုမျိုးပါเนาะဒီစာတန်းပေါ်လာတဲ့အထိနှိပ်ပေးရမှာပဲဖြစ်ပါတယ်ပြီးရင်တော့ baggy လေးနဲ့ထွက်ပြီးတော့သူ့ရဲ့အပေါ်က system management နဲ့ကိုဝင်မယ် developer option နဲ့ကိုဝင်ပါမယ်ခင်ဗျာဒီ developer option ကကျွန်တော်ခဏက setting ချိန်ခဲ့တာကြောင့်ပွင့်လာတာဖြစ်ပါတယ်เนาะ auto ပါဝင်တာမဟုတ်ပါဘူး developer option နဲ့ရောက်သွားပြီဆိုရင်တော့အောက်ကိုဆွဲရမှာပဲဖြစ်ပါတယ် အောက်ကိုဆွဲလိုက်တဲ့အခါမှာဆိုရင်ကျွန်တော် Wi-Fi scam ဆိုပြီးတော့တွေ့ရမှာဖြစ်ပါတယ်။ဒီခလုတ်လေးကိုကျွန်တော်က on ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒါကို on ထားလိုက်ပြီဆိုရင်တော့ကိုယ့်ရဲ့ Wi-Fi နဲ့ဆွဲအားကပုံမှန်ထက်ပိုပြီးတော့ကောင်းမွန်လာမှာပဲဖြစ်ပါတယ်ခင်ဗျာ။အခုကျွန်တော်ပြသပေးတဲ့နီလန်းလေးကိုစမ်းကြည့်ကြည့်ပါ။လုံလို့ရလားကောင်းလားလားဆိုတာကို comment တွေမှာရေးခဲ့ပေးပါဦးနော်။ ဖုန်းဝင်လာတဲ့အခါမှာဖုန်းပိုင်ရှင်ကလွဲပြီးတော့တခြားသူတွေကင်လို့မရအောင် အခုလိုလော့ခတ်ထားလို့ရမယ်နီလန်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကိုယ့်ရဲ့ဖုန်းကိုတခြားသူတွေယူကင်ပြီးတော့ဖြေတာမျိုးမကြိုက်ဘူးဆိုရင် အခုလိုမျိုးလှုပ်ထားလို့ရပါတယ်ခင်ဗျာဘယ်လိုလုပ်အောင်လဲဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ပြီးတော့လုပ်ကြည့်ကြည့်လို့ရပါတယ်ခင်ဗျာ ပထမဦးဆုံးအနေနဲ့ software လေးတစ်ခုလိုအပ်ပါတယ်။အဲ့ဒီ software လေးကတော့ကျွန်တော်ပြထားတဲ့ incoming call log ဆိုတဲ့ software လေးပဲဖြစ်ပါတယ်။ဒီ software လေးကိုကျွန်တော် Play Store မှာအလွယ်တကူရှာပြီးတော့ download ရပါတယ်ခင်ဗျာ။ software လေးကို download ပြသွားပြီဆိုရင်တော့ software လေးထဲဝင်လိုက်မယ်။ software ထဲဝင်ဝင်ချင်းမှာဆိုရင်တော့ကြော်ညာလေးတစ်ခုကအရင်ဆုံးတက်မှာဖြစ်ပါတယ်ခင်ဗျာ။ဒီကြော်ညာလေးကိုအဆုံးထိကြည့်ပေးရမှာဖြစ်ပါတယ်။ကြော်ညာလေးပြီးသွားပြီဆိုရင်တော့မြားလေးကိုနှိပ်အမားချစ်လေးနှိပ်ပါမယ်။ ဒီနားကိုရသွားပြီဆိုရင်တော့ကျွန်တော်ကအမားချစ်လေးပြထားတဲ့အပေါ်ကစာလေးကိုတချမ်းလေးလိုက်မယ်။ပြီးရင် OK လေးကိုနည်းလိုက်ပါမယ်။ဒီထဲကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်ကခဏကဒေါင်းခဲ့တဲ့ software လေးကိုလိုက်ပြီးတော့ရှာပါမယ်။ဒီ incoming call log software လေးကိုတွေ့ပြီဆိုရင်အဲ့ဒီထဲကိုဝင်လိုက်ပါမယ်။ပြီးရင်တော့ allow ကိုနည်းပြလိုက်ပါမယ်ခင်ဗျာ။ဒါလေးလောက်ပြီးသွားပြီဆိုရင်တော့ကျွန်အောင်နာတိရစာချောင်းကိုလည်းထပ်နေလိုက်မယ်ပြီးရင် allow ကိုနေလိုက်ပါမယ် ပြီးရင်တော့ကျွန်တော် set log type ဆိုပြီးတော့ password ထားခိုင်းနေပတ်တန်ထားခြင်းလည်းရတယ်ပင်ထားခြင်းလည်းရပါတယ်ကျွန်တော်ကတော့ပင်လေးထားလိုက်ပါမယ်ပင်ထားပြီးသားပြီဆိုရင်တော့အောင်နာလေးမှာ set pin ဆိုတာရှိပါတယ်။ဒီမှာဆိုရင်တော့ကိုထားခြင်းနဲ့ password လေးလုံးကိုရိုင်းနေပေးရမှာပဲဖြစ်ပါရခင်ဗျာ။ပြီးရင်တော့ next ကိုနှိပ်လိုက်ပါ။နောက်ထပ်တစ်ခေါက်နှိပ်ပေးရမှာပဲဖြစ်ပါတယ်။ပြီးရင်တော့ confirm ကိုနှိပ်ပေးရမှာဖြစ်ပါရခင်ဗျာ။ဒါလေးပြီးသားပြီဆိုရင်တော့ enable lock ဆိုတာကိုအမှန်တကယ်လေးချစ်ပေးလိုက်ပါခင်ဗျာ။ ပြီးရင်တော့အောင်နာလေးက settings တဲကိုသွားမယ်ပြီးရင်တော့ဒီဒုတိယမြောက်စာချောင်းကိုနှိပ်ပြီးတော့ allow ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒီ setting လေးတွေအကုန်လုံးကိုချိန်ပြီးသွားပြီဆိုရင်တော့ရပါပြီဖုန်းဝင်လာတဲ့အခါမှာကိုကိုတိုင်းကလွယ်ပြီးတော့တခြားသူတွေက password မသိဘူးဆိုရင်ဝင်လာတဲ့ဖုန်းကိုကင်ပြီးတော့ပြောတာမျိုးဖြေတာမျိုးလုံးဝလုပ်လို့မရတော့ပါဘူးခင်ဗျာ